အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေသီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ့်ဇလန်းလေးကတော့တလင်ကွာဆိုတဲ့ဇလန်းကောင်းတစ်ပုဒ်ကိုဖက်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ခင်ဗျာဟေးလူခင်ဗျားကလူယုံမှာဗျကျုပ်ကိုနမရှွန့်ပိတ်ပြီးရောင်းလိုက်တာမဟုတ်ပါဘူးကွာငါလည်းအဲ့ဒါလိုစိတ်မရှိပါဘူးမင်ရဖို့ဗျတိတိကြီးနဲ့ခင်ဗျားကြီးလောက်တာတိတ်စမ်း အဲ့နေရာကနေကျွန်တော်လန်ပြီးတော့ထားထိုင်မိပါတယ်။ဘာဖြစ်လို့လဲမောင်။အိမ်မက်အိမ်မက်မက်လို့ညနေကဆေးဆက်ကြောင်းလန်းနဲ့အီဖြူမကောင်လေးကနမရှုံးမိတ်ပြီးရောင်းနေတဲ့ငါလဲပါတယ်ဆိုပြီးဓာတ်နဲ့လိုက်ခုံနေလို့ငါဘွားမှာငါသွားခဲ့သမျှဆေးဆက်လမ်းကြောင်းပွဲတီထဲမှာအီဖြူမရဲ့ပွဲကငါအတွက်တော့လက်ပြမလုံးစုံပဲအဲ့လောက်လဲမတွေးပါနဲ့မောင်ရဲ့အဲ့ဒီဆေးဆက်ပွဲကို မောင်တယောက်ထဲတက်တာမှမဟုတ်တာငါတယောက်ထဲမဟုတ်ပေမဲ့ကျန်တဲ့သူတွေကစိတ်ဆက်ပွဲမှာကြွေးတဲ့ကော်ဖီတောက်မုံစားရောက်ရပေါက်ရတွေပြောနေတာဒါပေမဲ့ငါကနှစ်ဖက်ဆွေမျိုးတွေကြားမင်္ဂလာစကားပြောတဲ့ကောင်းကွာနောက်ပြီးတော့အီဖြူမှာပါလဲဆိုတာမင်းလည်းသိနေတာပဲဆိုရငါတော့ထွန်မင်းလက်ဆိုတဲ့ကောင်လေးကိုတနာလေတနာတယ်အားလေအားနာတယ်မသိတော့ဘူးမောင်ရအဲ့တော့မယ်ကို့ဘာသာ အဖြစ်သေးနေတာကျွန်တော်မျိုးသမီးမိဆိုးကအိရာပေါ်ကိုပြန်အိရင်ဘေးတစ်ဖက်ဆောင်းပြီးတော့အိတ်သွားပါတယ်ကျွန်တော်လည်းအိတ်လို့မရတော့တာနဲ့စာဖတ်တဲ့ဇပွဲလေးစီထလာပြီးထိုင်ကုန်းမှာစိတ်မသက်မသာနဲ့ထိုင်နေလိုက်ပါတယ်ညက10နာရီတိတိရှိနေပြီလူကဘလုံးမအိမ်မရဘူးဒါမှလည်းပဲကျွန်တော်အချိန်ချင်းရေးဖို့စဉ်းစားခဲ့တဲ့မရေးဖြစ်ခဲ့တဲ့အိဖြူမရဲ့အကြောင်းကိုအခုလေးတည်းရေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ် အွန်လိုင်းဖူးစာအဲ့ဒီနှစ်ကကျွန်တော်တို့မျိုးလေးရဲ့တစောင်းနံပွဲမှာဘူအောင်နဲ့တချင်းနဲ့ဝန်းနံကျဲပြီးပေါက်ခဲတဲ့အဆူတော်မနော်လာပြီးတော့ဖြိုပြေးတဲ့နေကျွန်တော်လဲမနော့တချင်းဆိုတဲ့ဖြိုပြေးရေးကားကြီးနောက်ကလိုက်ရင်တော်တော်ကြီးညင်းနဲ့မှအိမ်မြန်ရောက်ပါတယ်တခြားနာမည်အဆူတော်ကြီးတွေပါပေမဲ့ဥပမာပူပူတို့လိုအဆူတော်ပါပေမဲ့ပရိသတ်ကမနော့မှမနော့ဖြစ်နေတော့တစ်ချက်လေးမှာ မနာပဲစတေကားကြီးပေါ်မတက်ရက်ပြီးတောက်လျှောက်သချင်းတွေကိုပရိသတ်အလိုလိုက်ပြီးဘာမှန်မာနမှမပါတဲ့အစူတော်မနှောကိုအသီးမဲ့ပြုမိပါတယ်ဒါကစကားဆက်မိလို့ပြောလိုက်တာပါတကယ်လို့သဘောကောင်းတဲ့ပူအောင်တင်ကြီးပါဗျာမောင်ထပါအောင်ဘာလို့လဲဆိုကိုမြတ်သူ ရောက်နေလို့ကျွန်တော်လဲအိယာတဲကနေလူလဲပြီးတော့ထားလိုက်ပါတယ် ညကပွဲမှာညင်းနဲ့သွားလို့ဗျခဏထိုင်ပါဦးကမန်းကရန်းနဲ့ကျွန်တော်မျက်နာတဲ့သွားတိုက်လိုက်တယ်လက်ကနိုင်ကိုကြည့်လိုက်တော့မနှက်ရှိနိုင်ထိုးနေပြီအကြောင်းရှိလို့လားကိုမြတ်သူရှိပြီလားကွာညကအိပ်ဖြူမှာ ပွဲကင်းကနေအခုချိန်ထိအိမ်ကိုပြန်မလာလို့ကွာဒါနဲ့သူနဲ့အတူပါသွားတဲ့ခင်မြဝင်းတို့ချောစုတို့မေးကြည့်တော့လေသူတို့ကမတည်ဘူးတဲ့ကွာငါလဲချော့တမျိုး၆တမျိုးမေးတာမှာ ညာကသူ့ကောင်လေးနဲ့အတူတွေ့ပြီးသွားတာသူတို့လည်းပြန်လာမယ်ဆိုပြီးစောင့်နေသေးတယ်ပြန်မလာလို့ခုမှအိမ်ရောက်တာတည်းကွကိုမြတ်သူစကားကိုအရှိကြီးပြောလိုက်ပြီးယူနေချင်းတစ်ခွက်ကိုကောက်ပြီးတော့တောက်လိုက်ပါတယ်ကိုမြတ်သူကအိဖြူမရဲ့ဦးလေးအရေးဖြစ်ပါတယ်ဒါနဲ့ငါလည်းအဲ့ဒါဆိုကောင်လေးကဘယ်တော့ငါနင်တို့ကိုသိလားဆိုတော့တငယ်ချင်းတွေကလက်သမားလှုပ်တဲ့ဟောဒီမှာကောင်လေးပုံနာမည်ကကြော်စွာဝင်းနေတယ် ချောစုစီကငါယူလာတာ ကောင်းလေးရဲ့ Facebook တဲ့ကပုံလို့ပြောတာပဲကွာ တခါမှအပြင်မှာသူတို့ချင်းမဆုံဘူးတဲ့တစောင်းနိုင်မှာပထမဆုံးစတွေ့တဲ့နေ့တဲ့ကွာဒါဆိုသူတို့က လိုင်းပေါ်မှာတွေ့တာပေါ့ဟုတ်တယ်တငယ်ချင်းတော်မှာညီမဝမ်းခွဲရှိတယ်မလားအဲ့ဒါစုံစမ်းကြည့်မလို့မင်းစီလာခဲ့တာဒါနဲ့ကျွန်တော်လဲကျွန်တော်ညီမဝမ်းခွဲခင်မာလွင်းစီကို ဖုံးဆက်ပြီးကိုမြတ်သူရှိတယ်မေးလိုက်ပါတော့တယ် အခုကြည့်တငယ်တော်မှာလက်သမားတယောက်မှမရှိဘူးအလုကပယက်နေကြည့်ပဲဘိုက်ပါကနေကိုကြီးပို့လိုက်တဲ့ပုံတွေက ကောင်းလေးကလည်းဒီရွာမှာတော့မရှိဘူးဒီကလည်းမဟုတ်ဘူးကျွန်တော်ညီမခင်မလွင်စီကအပြေကြတော့ကိုမျက်သူမျက်နှာက စိတ်ပြက်သွားသလိုဖြစ်သွားရှာတယ်နောက်ဆုံးမှာတော့ကျွန်တော်လည်းကိုမျက်သူနဲ့လိုက်ပြီးအဖြူမကိုရှာဖို့တော့ဖွင့်လိုက်ပါတော့တယ်တပတ်လောက်ထိတည်င်းစားနာဘာမှမရပဲ နောက်တော့ကျွန်တော်ကကိုစာဝင်းရဲ့ Facebook Messenger ကနေအေးဖြူမမိဘတွေကစိတ်ပူနေတဲ့အကြောင်းနဲ့အမြန်ဆုံးမိကလေးကိုလာအပ်ပြီးမိသားဖာစားပေးပြီးလာတောင်းရမ်းမှုရေးပြီးပို့လိုက်ပါတော့တယ်။ဒါကလည်းရေနစ်နေသူအတွက်ကောက်ရိုးတမင်ဆိုပြီးကျွန်တော်ပို့လိုက်ခြင်းဖြစ်တယ်။ထင်းတဲ့အတိုင်းပါပဲ။စာကိုလုံးဝမပန်းဒီလိုနဲ့ရှေ့ရက်နေမြောက်တဲ့နေသူရောက်လာပါတယ်။ကိုမြတ်သူတို့အနေနိုင်ကလည်း ယောက်ျားလေးတူမလိုက်သွားသည်တည်ရဲ့နဲ့ရဲကိုသွားပြီးတော့လဲလူပြောင်းမတိုင်ခြင်းမင်းကလေးရှင်ဆိုတော့ရဲတိုင်လိုက်ရင်ဟိုးလေးတကြောကြောဖြစ်ပြီးအရှက်ရမှစိုးနေပါတော့တယ်ကိုမောအုတ်ချုပ်ရည်မှုယုံကအခုလာခဲ့ပါအောင်နဲ့ဆိုင်ကယ်ပေါ်ခွာရင်းကနေအုတ်ချုပ်ရည်မှုယုံရဲ့စာရေးတင်မောင်ကျော်ကကျွန်တော်ကိုလာခေါ်ပါတော့တယ်ဒါနဲ့တင်မောင်ကျော်ဆိုင်ကယ်နောက်ကထိုင်ရင်ကျွန်တော်လိုက်ပြီးတော့သွားပါတယ် ရုံနဲ့ရောက်တော့အသက်၄50ခန့်လူကြီးနေအောင်နဲ့၂၀အရွယ်မိန်းကလေးပါဝင်မျက်နှာစိမ်း၃ယောက်ကိုတွေ့ရပါတော့တယ်။မိန်းကလေးကနေစီလားစီကိုဝင်အရင်မှကြီးဖြစ်နေပါတော့တယ်။ကျွန်တော်ရောက်လာတာနဲ့မိန်းကလေးကကျွန်တော်လက်ကိုကင်ပြီးအကူရဲ့ကျမကအခု အကူလိုက်ရှာနေတဲ့ကြောစာဝင့်မိမှာပါအဲ့ဒီကောင်ခွေးဆက်ခင်းလို့ယုံမိမဲ့ကျမပိုက်သေးကကလေးကိုငယ်ပေးပါဦးနော်။ အခုပြီးမှကိစ္စပြီးမယ်ပြောလို့ပါမင်းကလေးစကားကြတော့တအံတောနဲ့ကိုမြတ်သူကိုကျွန်တော်ကကြီးလိုက်ပါတယ်ဘဲနဲ့ကျွန်တော်ပြီးရင်ပြီးတယ်တဲ့လားသူကြည့်ပြီးငါလဲဘာပြောမှန်းကို မသိတာနဲ့မင်းကိုခေါ်လိုက်တာကွာကိုမြတ်သူကမျက်နှာငယ်လေးဖြင့်ပြောလိုက်ပါတော့တယ်ဒါပေမဲ့ကျမခမပေါ်မပါကြီးနဲ့အခုမင်းကလေးကိုကြည့်ပြီးကျွန်တော်ဘာပြောမှန်းကိုမသိဘူးဖြစ်သွားတယ် ဘလုံးမှစိတ်မရှိပါနဲ့ကျွန်တော်တခု ပြောပြရစေမိကလေးနဲ့တူပါလာတဲ့လူကြီးနှစ်ယောက်တည်းကတယောက်ကပြောလိုက်ခြင်းဖြစ်ပါတော့တယ်ကျွန်တော်ကဒီကသမီးရဲ့ရောက်ခမပါဟိုခွေးကောင်ရဲ့အဖေပေါ့ဗျာကျွန်တော်သားမရိုင်းတာကတော့ကန်းကုန်ပါပဲသူလှုပ်တဲ့လှုပ်ရက်ကခွင်းလွတ်စင်စရာမကောင်းတာဒီကသမီးလေးလွယ်ထားတဲ့ကလေးအတွက်ကျွန်တော်တို့ဘက်ကဒီဘက်က ကောင်မလေးအတွက်နင်းနာကြည့်ပြီးကုညီပြားစေဒီစကားကြတော့ကိုမြတ်သူဘက်ကသူတို့တူမကိုငွေနဲ့ပိုင်းဖြတ်ကြတယ်ဆိုပြီးဒေါသတကြီးနဲ့တုံ့ပြန်ပါတယ်ဘာပြကျွန်တော်တူမကလည်းမင်းကလေးပါတော့ပြကြောစာဝင်းဆိုတဲ့ကောင်ကိုကာလလိန်လိန်မှုနဲ့ထောင်ချပြင်မယ်အလုံးကဝန်းဝန်းဖြောင်းပြပေးမယ်ကိုမြတ်သူကထောင်ချပြင်မယ်ကြီးပဲဖြစ်တယ်ပြောပါအောင်ကိုရဲ့ မိန်းကလေးကမျက်နှာငယ်လေးဖြင့်ကျွန်တော်ကိုအကူအညီတောင်းနေကိုမြတ်သူတကယ်လို့ကောင်းလေးထောင်ချသွားရင်နှစ်ဦးနှစ်ဖက်စလုံးဘယ်သူမှအကျိုးမရှိဘူးအထီးကကမွေးလာမယ့်ကလေးဟာဗာမန်းညာမန်းမသိပဲအဖေမရှိတဲ့အဖြစ်ပေါ့ဗျာလက်ခံလိုက်ပါကိုမြတ်သူနောက်တော့အေးဖြူမအတွက်နင်းနာကြီးယူဖို့ကိုမြတ်သူဟိုဘက်ကလက်ခံလိုက်ပါတော့တယ်ဒီလိုနဲ့နင်းနာကြီးယူပြီးအေးဖြူမရှေ့ရက်ပဲယောက်ျားတယောက်နဲ့ပေါင်းလိုက်ရတဲ့တလင်းကွာ ောက်မှလေးဖြစ်သွားပါတော့တယ်။အီဖြူမာဖြစ်ကိုကြည့်ပြီးအွန်လိုင်းပေါ်မှာတယောက်ကြောင့်တယောက်ဘာမှထဲထဲဝဲဝဲမသိပဲယုံမှတ်ပြီးပုံအပ်လိုက်မိခြင်းအတွက်အခုလိုဖြစ်မျိုးကြုံရခြင်းဖြစ်ပါတော့တယ်။ကျွန်တော်မှအင်းကြီးဝတ်စရာနေသက်လောက်ပစိုးကတော့ပေါ်တဲ့ဟိုဘက်ကိုလွန်နေတာပဲ။ဘာဖြစ်လို့လဲဆိုတော့ရဲခွဲထဲမှာစေးဆက်ကြောင်းလန်းပွဲလို့တိုင်းကျွန်တော်ပါရလို့ပါပဲ။နှစ်ဖက်ဆွေမျိုးတွေကြားမှာ မင်္ဂလာစကားပြောဖို့ကျွန်တော်ကိုပစိုးတကွင်းနဲ့ဖိတ်ပြီးမင်္ဂလာစကားပြောပေးရပါတယ်ပစိုးတကွင်းနှမျောလို့ကျွန်တော်ကိုမဖိတ်ချင်တော့မင်းတို့မိုးအောင်ကိုဖိတ်လိုက်အောင်နော်ငါတို့ကသူ့လိုအာဝါဟဝိဝါဟပြောတတ်တာမဟုတ်ဘူးဆိုတဲ့အုတ်ချုပ်ရည်မှုဥကြည်စောကြောင်းလဲပါမယ်ထင်ပါတယ်မောင်ရေညနေ9:00နာရီစိစက်ကြောင်းလမ်းပွဲ ဖိတ်သွားတယ်ဘသူပွဲတုံးဤဖြူမအေး ဤဖြူမကောင်လေးကရန်ကုန်ဘက်ကဒီလောက်မိုင်းနေရာချီနေတာတောင် အလုတ်ကနေအင်္ဂါလွဲပြီးဘေးမှမသွားတဲ့ဤဖြူမနဲ့တွေ့တဲ့အွန်လိုင်းဖူးစာတွေကိုကျွန်တော်အံ့ဩမိပါတယ်။ဒီပွဲမှာလည်းကျွန်တော်မင်္ဂလာစကားပြောခဲ့ရတယ်။ဒါပေမဲ့ခါတိုင်းပွဲတွေလို့တော့လက်ပြမလုံးတီတီကြီးနဲ့ညာပြီးရတယ်လို့ခံစားနေရပါတော့တယ်။အတွေးလွန်နေရာကနိုင်ကိုကြည့်ပြီးတော့မနဲ့တနိုင်ခွဲရှိနေပါပြီ။ ကျွန်တော်ထိုင်နေရကားထပြီးအဝိပီယိုကိုဖွင့်လိုက်ပါတယ်။အိတ်ထဲကပင်မထိုးရသေးတဲ့ပဆိုးအသေးဆက်ဆက်ဆက်ကွင်းလောက်ကအထုပ်လိုက်ကြီးရှိနေပါတော့တယ်။ကျွန်တော်အပေါ်ဆုံးကပဆိုးထည်ကိုယူပြီးအိမ်မြေထွက်လာလိုက်တယ်။နောက်အိမ်ရှိမလန်းမကဲမှာပဆိုးအသေးဆက်ဆက်လေးကိုချထားခဲလိုက်ပါတော့တယ်။ဒီပဆိုးကိုဝတ်ရမှာကျွန်တော်တကယ်လေးပြမလုံပါ။ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီ။ ဇလန်းလေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာ။